ဒီကောင်းလေးရတော့ဒါပြန်ကြတဲ့ပတ်သက်လို့ကျွန်တော်တို့ဒါ16ဂျီမှာ9ခါတိုင်း9တော့ပဲ16ဂျီမှာ3တော့ပဲပေါ့နော်ကျွန်တော်14ဂျီမှာ9ခါ2ဆောင်းမှာ9ခါ9ခုခါရဲ့လေးခါလေးခါနဲ့ပေါ့နော်ဇောင်းပေါင်းချင်းခွန်ဖြစ်တဲ့အတိုင်းပေါ့ဗျာ။ပြာစုံနင်းနဲ့မင်္ဂလာပါလို့ညနေကတုံးခွန်ပေါ့လို့ပြာတိုက်တဲ့အမကြီးကျေးဇူးတင်ပါတယ်။ကျေးဇူးအထူးထူးတင်ပါတယ်လို့တိုင်းစလုံး 6ခါ4ခါ4ခါပေါ့နော်ခါ3လုံးခွန်16ချိန်မှာ6ခါတိုင်း9နောက်ပိတ်18ချိန်မှာ3နောက်ပိတ်24ချိန်မှာ8နောက်ပိတ်ပေါ့နော်နောက်ပြီးအဲ့ဒီထဲမှာဒါ73ရက်ကနေအဲ့ဒီထဲမှာပြန်ထွက်ပေါ့ဗျအဲ့ဒီကနေပြီးတော့ကျွန်တော်တို့ဒီကနေပြီးတော့တဲ့ကျွန်တော်တို့အဲဒီကနေကျွန်တော်တို့ဆိုရင်ခါတွေ6ထည့်လာတော့ရေးမှရမှာဗျရေးမရေးရင်ပြန်ကြကြတော့တိတ်ပြီးတော့ဟိုကြည့်ရတာမကောင်းမဖြစ်တော့မယ်နော်အဲ့တော့ကျွန်တော်တို့ သူ့ရဲ့ဖေးနဲ့မှာ၃ရက်ထိတ်စီ၂ချိန်မှာနောက်ပေါင်းခွင်းနဲ့၂ချိန်ရဲ့၃ရက်နှစ်ခတ်၅ထိတ်ပေါ့ဗျဒီအောက်ကဒါပရိရှိရေဒီမှာခွတ်ရှစ်တရတာတွေတော့ကျွန်တော်မပြောတော့ဘူးပေါ့အဲ့တော့သူကနေပြီးတော့တဲ့သူ့ရဲ့နောက်တစ်နှစ်မှာပေါ့နော်ခါ၃လုံး၉တဲ့နှစ်ခါ၅ခါ၂ခါပေါ့နော်နှစ်စာနေပြီးတော့ခါ၃လုံး၉တဲ့သူ့ရဲ့နောက်တစ်နှစ်မှာじゃ၂ချိန်ရနေပြီးတော့၄ချိန်တိခါ၃လုံး၉တဲ့ခါ၃လုံး၉ပေါ့နော်ဒီ၉ဒီ၉ပေါ့အဲ့ဒါဒီရဲ့၉၄ကြောင်းပေါ့နော် အဲ့လိုကိုးလို့ရပြီးတော့တဲ့သူ့ရဲ့အောက်ကိုအပိတ်သုံးလုံးကိုးလို့ထည့်တယ်။သုံးပိတ်သုံးပိတ်သုံးပိတ်ဘောနော်ကိုးပေါ့ဒီမှာကတော့6ထိပ်ကပုံသေးပေါ့ဗျာ။အဲ့တော့ဒီကိုးကိုးကိုးလို့ရပြီးတော့တဲ့သူ့ရဲ့နောက်တစ်နှစ်ဆက်နှစ်ကြိမ်မှပြန်ကြစပြီးကစားတယ်တဲ့။ဆက်နှစ်ကြိမ်ကြာရင်ပြန်ကြစပြီးကစားတယ်ပေါ့နော်။ပြန်ကြစကစားတော့လေတဲ့အဲ့ငယ်ထဲမှာသူကပြန်ကြစကြတော့တစ်နှစ်ကျော်ကကနန်းပေါ့ဗျာ။ပြန်ကြကြရင်ပြောနော်တစ်နှစ်ကျော်ကကနန်း ဒီမှာထွက်ပေါ့နော်ထွက်ပြီးတော့အဲ့ကနေဒီပြန်ကြကစားတယ်ကစားတော့လေသူ့ရဲ့ဘေးနဲ့မှာတဲ့သူကဘလို့လှောက်ထားလဲဆိုတော့ပေါ့နော်ဒီတုံညထိတ်နောင်လုံးပေါင်းချင်းခွင်ရိုက်တဲ့နှစ်ထဲကသူက၅ချိန်ကဗရိတ်ရှစ်ကိုသူ့ရဲ့တစ်နှစ်ကျော်မှာသူကခွာပေါင်းရှစ်ပေါ့နော်အဲ့ရှစ်ကျော်နဲ့သူကဒီမှာပြန်ကြကြတဲ့ချိန်မှာသူကအော် sorry သူ့ရဲ့ဘေးနဲ့မှာပေါ့နော်ကျွန်တော်တို့ပြပရိတ်6ပရိတ်ပေါ့နော်ပြပရိတ်6ပရိတ် တစ်ပရိတ်6ပရိတ်ပေါ့နော်အဲတစ်ပရိတ်6ပရိတ်ရိုက်လို့တဲ့အဲကျွန်တော်တို့6ပရိတ်ကိုတဲ့သူ့ရဲ့နောက်တစ်နှစ်မှာပေါ့နော်ဒီမှာလဲခါတောင်သုံးလုံးကကျွန်တော်တို့သူ့ရဲ့နောက်တစ်နှစ်မှာခါတောင်သုံးလုံးကဒီမှာ6လေးတယ်ဒါကျွန်တော်မဆွဲထားတာပေါ့နော်အဲတော့သူ့ရဲ့နောက်တစ်နှစ်မှာပြန်ကြကြတဲ့အချိန်မှာနောက်ပိတ်သုံးလုံးက6တဲ့စီနီယာသွားမှာရှင်းနှလုံးပေါင်းခြင်းက9တဲ့ထိပ်ချီသုံးလုံးက9တဲ့ဒီနှလုံးလေးဒီရှေးပေါင်းလေးပေါ့ဗျာ3 5နဲ့ထိပ်ချီသုံးလုံးကိုရှေးပေါင်း9 3 1နဲ့3လုံးပေါင်းရင်6အဲ6ကဒီက6ပြိတ်ကိုအခြေခံတာဟုတ်ပြီနော်ပြန်ကြကြရင်တနည်းကျော်ကဏ္ဍလေးဖြည့်ရမယ်အဲဒါမျိုးလေးပေါ့နော်နောက်ပြီးအဲ့ဒီထဲမှာပြန်ကြနဲ့ပတ်သက်လို့သူက4 3တွဲတွေစော့တယ်ဒီ3ညထိတ်နောက်လုံးပေါင်း9နဲ့အခြေခံထားတော့အဲ့ဒီထဲကရှေးပေါင်းခွန်တစ်ခုပေါ့နော်ကဏ္ဍတစ်ခုကပြန်ကြကြရတယ်ဒီမှာ6 6ဆိုတဲ့ကဏ္ဍကအဲ့ဒီထဲမှာ6 6လို့ပြန်ကြကြရတယ်ရှေးပေါင်းခွန်နဲ့ကဏ္ဍပေါ့နော်ရှေးပေါင်းခွန်4 3နဲ့6 8နဲ့ကဏ္ဍပေါ့ဗျာအဲ့လိုမျိုးတနည်းပြောရမှာစော ဲ့တော့ကျွန်တော်တို့ကဒါပထမတစ်ခေတ်ပေါ့နော်ဒါပြန်ညာနဲ့ပတ်သက်လို့ကြာရင်ပြောတာနော်ပြန်ညာနဲ့ပတ်သက်လို့ကြာရင်ကျွန်တော်နှစ်ကွက်ယူမှာမလို့ဟုတ်ပြီဒါဆိုဒုတိယကတ်တော့ဒီ24ချိန်ရှိရှင်းနောက်ပဲကနေပေါ့နော်တနည်းနည်းနည်း3နည်း4နည်း5နည်း6နည်း9နည်းချ24ချိန်မှာရှင်းနောက်ပဲအနည်းတက်16ချိန်မှာ6ခါတိုင်း9နောက်ပဲ18ချိန်မှာ3နောက်ပဲပေါ့နော်14ချိန်မှာ6ခါတူဆောင်မှာ5ခါတူဆောင်မှာ3ခါ၃၅၉နဲ့ဇောင်း၃လုံး၈ထဲတယ်၁၃ရင်းကနေအဲ့ဒီထဲမှာပြန်တော့လို့ကစားတယ် ကဒါပီရန်သူ့ရဲ့ဘေးနှင်မှာ၃ညထိတ်စီ၂ကြိမ်မှာနောက်ပေါင်းခွန်၂ကြိမ်က၃ညရဲ့နှက်ခတ်၃ကြိမ်မှာခွန်ထိတ်တဲ့၅ကြိမ်မှာဗရိတ်ခွန်သူ့ရဲ့တနည်းကြုံမှာခွာပေါင်းခွန်ပေါ့နော်ခွာပေါင်းခွန်လို့ရိုက်တယ်နဲ့ဒီကျွန်တော်တို့ဒီ၃ညထိတ်နောက်လုံးပေါင်းခွန်ရဲ့တနည်းကြုံမှာခါ၃လုံးနှစ်ဆကနေပြီး၃ကြိမ်ထိ၉ပေါ့နော်သူ့ရဲ့နောက်တစ်နှစ်မှာ၂ကြိမ်ကနေကျွန်တော်တို့၄ကြိမ်ထိ၉ပေါ့နော်အဲ့ကိုအပိတ်၃လုံး၉လို့ပြန်ထည့်လိုက်မယ်ဒီမှာ၆ထိတ်ကပုံသေးပေါ့နော်အဲ၆ထိတ်ရဲ့ဘေးမှာသူက2ဗရိတ် နှစ်ရဲ့ပါဝါခွန်ပရိတ်ပေါ့နော်နှစ်ပရိတ်ခွန်ပရိတ်ပေါ့အဲ့တော့သူ့ရဲ့တစ်နှစ်ကျော်မှာကျွန်တော်တို့ကဒီပြန်ကောင်က၁၂ချိန်မှာစပြီးကစားတယ်ကစားတော့လေသူကရှေးပေါင်း9နဲ့ရှေးပေါင်း9နဲ့ပေါ့နော်ရှေးပေါင်း9နဲ့ထိပ်သီး3လုံး9တယ်ရှစ်ရှစ်3ပေါ့နော်ထိပ်သီး3လုံး9တယ်ဒီကနန်းဒီတစ်နှစ်ကျော်လာတဲ့ကောင်ပေါ့နော်တစ်နှစ်ကျော်လာတဲ့ကောင်အဲ့ဒါကိုကျွန်တော်တို့ထတ်ချုံမှာကဒီမှာနှစ်ပရိတ်ခွန်ပရိတ်လို့တည်ထားလို့အဲ့မှာနောက်ပိတ်3လုံးကိုသူကခွန်လို့ထည့်ချင်တယ် ဟုတ်ပြီเนาะခွန်လို့ထည့်ခြင်းလာဟယ်လိုဟယ်လိုနောက်ပြီးအဲ့ဒီထဲမှာကျွန်တော်တို့ရှင်းလုံးပေါင်းခြင်းခွန်တဲ့ကဏ္ဍပေါ့เนาะရှင်းလုံးပေါင်းခြင်းခွန်တဲ့ကဏ္ဍပြန်တော့တစ်ခုကသားတယ်ဒီမှာ၈၉တော့မဟုတ်ဘူးเนาะဒီမှာ၄၃နဲ့၈ပေါင်းရှင်းလုံးခွန်တဲ့ကဏ္ဍအဲ့ဒီထဲမှာပြန်ကောင်းကသားတယ်ပေါ့เนาะ၈ပေါင်းခွန်အဲအဲ့လိုမျိုးလေးမှတ်ထားပေါ့ညပြန်ကြသူ၁၂ချိန်မှာစကသားတယ်ဒါလေးじゃပို့လို့မရဘူးပြဘာလို့ဆိုတော့စီကြောကောင်းနေတယ် အဲဥပမာပြောပြတာเนาะဒါဒီမှာဒီမှာပထမဒုတိယတက်ကပေါ့เนาะတတိယကတော့ပြီးကြမှာဥပမာကိုကျွန်တော်ပြန်ပြောပြမယ်နော်ဆယ်လေးဒီမှာဒုတိယကပ်ကနေတတိယကပ်ကိုသွားမယ်တနှစ်နှစ်နှစ်သုံးနှစ်၄နှစ်၅နှစ်၆နှစ်9နှစ်ကြာဒီ၂၀လေးချိန်မှာ၈နောက်ပဲ၁၆ချိန်မှာ၉ခါတိုင်း9နောက်ပဲ၁၈ချိန်မှာ3နောက်ပဲ၁၄ချိန်မှာ၉ခါ2သောင်းမှာ6ခါ2ခါခါ3လုံးခွန်3ချိန်ကကနန်းဒီအိုက်နဲ့ထဲမှာပြန်တွက်လို့ကစားတယ်အတူတူပဲเนาะအိုက်နဲ့ထဲမှာသူ့ရဲ့ဘေးနဲ့၃ညထိပ်စီ နှစ်ကြိမ်မှနောက်ပေါင်းခွန်တစ်ရက်နှက်ခက်ရှစ်ထိတ်ငါးကြိမ်မှ6ပြိတ်လိုရိုက်တယ်သူ့ရဲ့တနည်းကြောင့်မှခွာချောက်လိုရိုက်တယ်ရိုက်ပြီးတာနဲ့သူကနှစ်ဆကနေပြီးတော့ခါသုံးလုံးကိုးတယ်နှစ်ကြိမ်ရနေပြီးတော့ခါသုံးလုံးကိုးတယ်နောက်ပိတ်သုံးလုံးကိုးလို့ထည့်တယ်ဟုတ်ပြီနော်ကိုးလို့ထည့်တယ်ဒါလိုရင်းတော့ပေါ့ဗျာသူက၄ကြိမ်မှ6ထိတ်ကပုံသေးသူက1နှစ်3ဆိုပြီးတော့ဒီမှာဗရိတ်စီနီယံရိုက်တယ်ဒီမှာ10ပြိတ်လိုရိုက်တယ်ပေါ့ဗျာအဲ့တော့ကျွန်တော်တို့တနည်းကြော်မှာ ဒီချိန်မှာပြန်ကြလို့ကစားမယ်ဆိုရှေးပေါင်း9နဲ့ပြန်ကြပါဘောနော်အဲရှေးပေါင်း9ကိုထိပ်သီးသုံးလုံး9ဖြစ်ရမှာဆိုတော့ကျွန်တော်တို့ကနှစ်ထိပ်ထည့်ရမှာပေါ့ဗျာနှစ်ထိပ်ဆိုတော့ရှေးပေါင်း9ဖြစ်ဖို့ခွန်ခါပေါ့အဲ့ဒါဘုံမှာကျွန်တော်တို့ကဒီမှာ3ပြိတ်3ပြိတ်10ပြိတ်တည်ထားခြင်းကြောင့်ဒီမှာကျွန်တော်တို့ကဒီနောက်ပိတ်3လုံး10ဖြစ်ရမှာဆိုတော့ရွေးချယ်ကြရမရှိဘူးနှစ်အပိတ်ပေါ့နော်နှစ်ခွန်နှစ်တည့်ပေါ့ပြန်ကြနေပတ်သက်လို့အဲ့တော့ကျွန်တော်တို့ဒါနှစ်ခွန်နှစ်တည့်ပေါ့နော်နှစ်ခွန်နှစ်တည့် ပြန်ကြကြရင်နှစ်ခုနဲ့တက်နောက်တစ်ခုကကျွန်တော်တို့ရှေးပေါင်းခွန်နဲ့ထွက်ထတာကဒီမှာရှေးပေါင်းခွန်ရှိတယ်ဒီမှာရှေးပေါင်းခွန်ရှိတယ်ဗောနော်အဲ့ဒီမှာသူ့ရဲ့ဟိုအစင်လိုက်သွားမယ်ဆိုရင်ကျွန်တော်တို့ကဒီရှေးပေါင်းခွန်ထဲမှာ8 9 4 3နဲ့ခွန်နာမျိုးဆိုတော့ဒီ8 9 4ကပို့ပြီးတော့အစင်ပြေတယ်ဗောနော်ဒီ900ကတော့မကြိုက်ဘူးဗောဒါပေမဲ့မကြိုက်ဘူးဆိုမဲ့900ကဒီဘက်မှာ300 300ခွန်ဆိုပြီးတော့အဲတော့နီးတစ်ခုမှရနေခဲ့ပြီအဲ့ဒါလေးကြိုက်ရင်လည်းထိုးဗောနော်ဒါလိုဗောနော်8 9 4 900ကတော့ကြိုက်ရင်ထိုး300 300ခွန်မှရှိတယ်စာရပါတော့